ဲ့တော့တစ်ခါတည်းဟာလူတော်လူကောင်းတွေရဲ့အင်တာမတ်ကြီးမားတဲ့အရေးချင်းတစ်ခုဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတွေကပါရမီပါဖြည့်ပြီးတော့ပါရမီပြည့်လာမှဘုရားဆိုတာဖြစ်လာပါလေဒါကြောင့်မို့ခန္တီဆိုတဲ့အရေးချင်းတရားဟာတာမန်အရေးချင်းမဟုတ်ဘူးတို့တွေတွေမရှိသေးရှိအောင်ကြိုးစားရမယ်လို့သူလိုပြောတာเนาะတခါတခါခန္တီဆိုတာတစ်ဖက်သားတွေကကောင်းနေလို့ ကိုကခန္တီရှိနေတဲ့အောင်ရှိမကောင်းတဲ့ကြားကမှနေတဲ့အချိန်ကျမှခန္တီရဲ့တရုတ်ဟာပိုးထင်ရှားလာနော်ဘယ်နဲ့လို့မကောင်းတာတွေဆန့်ကျင်ဘက်တွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ရင်းရင်သွားတာမရှိအောင်ခန္တီကနေထိမ့်ပေးထားတာလို့ဒီလိုဆိုရဲ့